ဆင်းရွှင်ရတနာတံပေါင်းများစွာကိုဌာပနာပြီးမြေကြီးတွေမြုပ်ခဲတဲ့ပုံမှာအခုလိုအငင်းပေါင်းမှုတွေနဲ့ရင်ဆိုင်နေရတဲ့ဇွဲထက်ရွှေဆိုင်အလို့ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဒီရပိုင်းထဲမှာ Facebook မှာလူတွေပြောနေတာကတော့ဇွဲထက်ရွှေဆိုင်မိသားစုရဲ့ကမ္ဘာစံချိန်တဲ့အလူတော်မင်္ဂလာကြီးအကြောင်းပါအထူးသဖြင့်ဇွဲထက်ရွှေဆိုင်ကမစိုးရင်ကြောင်းကြီးကိုဆောင်းလို့လူတန်းချိန်တံမိုးကြီးရတနာပစ္စည်းတွေကိုဌာပနာထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အငင်းပေါင်းနေကြတာဖြစ်ပါတယ်တရဏာအတွက်မကြုံစဘူးလောက်အောင်ကြီးကျယ်ခံထားတဲ့ကုသိုလ်တစ်ခုက ဘာကြောင့်ဒီလောက်ထိအငင်းပွားစရာအကြောင်းအရာတစ်ခုဖြစ်သွားခဲ့ရတာလဲမန္တလေးမြို့ရဲ့တမန်ဝင်မစိုးရင်ကြောင်းတိုက်ကြီးငလင်ထန်းကြောင်းပြည့်စည်သွားတဲ့ချိန်မှာဇွဲထက်မိသားစုကမြန်မာငွေကျပ်ဘီလီယံ90သိန်းကိုတောင်အကုန်ကျခံကပြန်လည်တိဆောက်ဖို့အတွက်အလှူခံခဲ့ပါတယ်ဒီအထိတော့ဘာပြဿနာမှမရှိခဲ့ပါဘူးပြဿနာကကျောင်းတော်ကြီးရဲ့အုံမြချဌာပနာပွဲမှာစတင်ခဲ့ရပါဇွဲထက်မိသားစုနဲ့ခொနီယသားသမီးအလှူရှင်တွေကလူတန်းလိုက်တဲ့စိန်ရွှေကြောင်စိန်ဗရံများရတနာတွေဟာမျက်စိကျင်းလောက်အောင်ကိုများပြပြီးတော့ တန်ချိန်နဲ့ချိန်ရှိခဲ့တာပေါ့ဒီရဏအလုံးကိုចောင်းတော်ကြီးရဲ့အုံမြင့်အဖြစ်မြေကြီးထဲမှာဌာပနာထည့်သွင်းခဲ့ပါတယ်ဒီနေရာမှာပဲလူတွေကအုပ်စုနှစု꿰သွားခဲ့ပါတယ်ပထမအုပ်စုကတော့တရာတရားကိုဥထိတ်ထားတဲ့သူတွေပေါ့သူတို့အမြင်မှာတော့ဒါဟာငွေကြီးတန်ဖိုးနဲ့တိုင်းတာလို့မရတဲ့မဟာအကုသို့ပါကိုအမျက်နှိုးဆုံးအရာကိုဖျားတရားတန်ကအတွက်ဆွန့်လွတ်လူဒန်းခြင်းဟာအမြင့်မြတ်ဆုံးသောပူဇော်ခြင်းလို့သူတို့ကယုံကြည်ကြပါတယ် ဒီလူကိုမြင်ပြီးတော့စက်သေးထားရလောက်အောင်ကိုဗီတီဖြစ်ကြပါရယ်တာရုအကျဉ်ချင်းခေါ်ဆိုကြပါရယ်ဒုတိယအုပ်စုကတော့လက်တွေ့ကြမှုကိုအလေးပေးသူတွေပါသူတို့ကတော့ဒီယတနာတွေကိုငွေကြေးတန်ဖိုးနဲ့တွက်ချက်ကြည့်ကြပါရယ်ဒီလောက်များပြားတဲ့ဒနာဥစ္စာတွေကိုရေကြီးထဲမှာအဆုံးရှုံးခံမဲ့အစားတိုင်းပြည်ရဲ့လိုအပ်နေတဲ့ကဏ္ဍတွေဖြစ်တဲ့ပညာရေးကျန်းမာရေးဒါမှမဟုတ်စီရင်မွေးတည်မှုလျှော့ချရေးတွေမှာသုံးလိုက်ရင်လူပေါင်းများစွာရဲ့ဘဝကိုပြောင်းလဲပေးနိုင်မှာမဟုတ်ဘူးလားလို့မေးခွန်းထုတ်ကြတာပါဒီညင်းပွားမှုဟာဘယ်သူမှန် င်ဘသူမားတယ်လို့ပြောရခဲ့တဲ့အခြေအနေတစ်ခုပါ။စာရေးဆရာမရှုံးမမီထအပောင်းရေးလူကြီးတွေရဲ့ရှင်းပြချက်အရာတော့ဌာပနာဆိုတာယရနာတွေကိုအလကားမြုပ်တာမဟုတ်ပါဘူး။ဒါဟာတရဏအတွက်ထားရှိတဲ့အနာဂတ်အာမခံရန်ပုံတွေတစ်ခုနဲ့တူပါတယ်။ဆိုလိုတာကနောက်နေပေါင်းရာထောင်ချီ ကြားတဲ့ချိန်မှာသဘာဝဘေးကြောင့်ဖြစ်စေ၊စေဘေးစစ်ထန်ကြောင့်ပဲဖြစ်စေဒေသတနေ့ကအဆောက်အအုံကြီးပျက်စီးသွားခဲ့ရင်ပြန်လည်ပြုပြင်ဖို့အလှူရှင်မရှိတော့တဲ့အခါမှာဒေသဘနာဒိုက်ကိုတရားဝင်ဖွင့်လှစ်ပြီးတော့အတွင်းကယန္တနာပစ္စည်းတွေကိုထုခွဲရောင်းချကတရဏအဆောက်အအုံတွေကိုပြန်လည်ပြုပြင်ဖို့ဖြစ်ပါတယ်။ဒါဟာမြန်မာဘရင်တွေလက်ထက်ကလေးကကျင့်သုံးလာခဲ့တဲ့အလွန်အမြော်မြင့်ကြီးမားတဲ့စနစ်တစ်ခုပါ။ဒီအချက်ကိုသိလိုက်တဲ့အခါမှာယန္တနာတွေကိုအလကားဖြုံးတီးနေတယ်ဆိုတဲ့ဝေဖန်မှုတွေကအနေငယ်တော့လွဲချော်သွားတာကိုတွေ့ရမှာ ါပါနောက်တစ်ချက်ကတော့ပိုင်ဆိုင်မှုနဲ့လူတန်းခွင့်ပါပဲအလူရှင်တယောက်ဟာသူပင်မန်းကြီးစွာရှာဝင်ထားတဲ့သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုသူယုံကြည်ရနေရမှာလူတန်းပိုင်ခွင့်ရှိပါတယ်သူ့ရဲ့တရားတရားကတရဏာမှာအခြေတည်တဲ့အတွက်တရဏာကိုလူတန်းခဲ့တာပါတကယ်လို့သူ့ရဲ့တရားတရားကလူမှုကေဆယ်ရေးမှာအခြေတည်ရင်စေယုံဆောင်မှာဖြစ်တယ်လို့ပညာရေးမှာအခြေတည်ရင်လဲစာတင်ကျောင်းမှာဆောက်လို့လူတန်းမှာပါဒါကြောင့်သူတစ်ပါးရဲ့တရားတရားနဲ့ကုသိုလ်ပေါ်မှာ အဲ့ဒီနေရာမှာမလို့ပဲဒီနေရာမှာလှူတဲ့နယ်လို့လက်ညှိုးထိုးဝေဖန်တာကတော့ကျင်းဝင်းနဲ့မညီဘူးလို့တဖက်ကခြေပါကြပါတယ်။နောက်ဆုံးအနေနဲ့ပြောရရင်တော့ဇွဲထက်မိသားစုရဲ့အလူကကျမတို့လူဖွဲ့စည်းမှာရှိတဲ့ရှေးရိုးဆွဲယုံကြည်မှုနဲ့မြန်မာခေတ်လက်တွေ့ကြမှုကြားကသဘောထားကွဲလဲမှုကိုမျက်ဝါးထင်ထင်တွေ့ရပါတယ်။နှစ်ပတ်စလုံးမှာသူ့အမြင်နဲ့သူ့အကြောင်းပြချက်တွေခိုင်မာနေတာကိုလည်းတွေ့ရပါတယ်။ဒီတော့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေအနေနဲ့ဘယ်ဘက်ကမြင်ပါသလဲ။ရာဇဝတ်နှစ်ပေါင်းများစွာတည်တဲ့မဲ့တရဏအမွေအနေအတွက်အခုလိုထားပ ပနာချင်းကိုထောက်ခံပါသလားဒါမှမဟုတ်ချက်ချင်းလည်းငယ်အကျိုးကျေးဇူးမြင်ရမယ်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုပို့ပြီးတော့ဦးစားပေးတဲ့လို့ယူဆပါသလားဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်